ရှာလတ်ဆိုးတွေအတွက်အပြည့်အဝတာဝန်ယူကြဖို့တိုက်တွန်းလာတဲ့ MPU မို့အားလုံးပဲမင်္ဂလာပါဣသက်ဖိုဖိုအေဂျင်ကနေကြိုဆိုလိုက်ပါရယ်မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကစားသမား Brian MPU ကရှာလတ်တွေဆိုးသွားနေမှုအတွက်ကစားသမားများအနေနဲ့အပြည့်အဝတာဝန်ယူကြဖို့အသင်းပေါ်များကိုပြောကြားလာပြီးနီးပြရဲ့နီးစနစ်ကသာအပြည့်မဟုတ်ကြောင်းပြောကြားလာပါတယ်ယူနိုက်တက်ကယခုတစ်ပတ်စနေနေ့ဥထော်ဖို့ကွန်မှာဆလာလန်အသင်းကိုအခခံကစားရမှာဖြစ်ပါတယ်ယူနိုက်တက်ကယခုနှစ်ဘောလုံးရာသီမှာအမပေးစရာအဆင့်ဆက်လေးနေရာမှာရက်တီရတဲ့အထိရုန်းကန်နေရပြီး သားသမားတွေကအသင်းရဲ့အခြေအနေပေါ်တုံ့လုံနေကြပါတယ်။ပြီးခဲ့တဲ့နေရာဒီအပြောင်းအရွှေ့မှာ Bradford အသင်းကနေပေါင်80တသန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့တိုက်စစ်ကစားသမား Brian Abumo က Premier League 6ဘွဲကစားပြီး9မှတ်ထဲသာရယူနိုင်ခဲ့ပြီးတဲ့နောက်ကစားသမားတွေအနေနဲ့ပိုကောင်းအောင်လှုပ်ဆောင်ရတော့မှာဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။ဒါ့အပြင် Abumo ကနိဗျအမော်ရဲ့3-4-3ကစားကွက်ကိုအပြစ်တင်နေတာကမမှန်ကန်ကြောင်းလည်းပြောဆိုသွားခဲ့ပါတယ်။ Abumo ကကလပ်မှာရှိတဲ့သူတိုင်းဒီရလတ်အစိုးရအတွက်တာဝန်ယူရပါမယ်။ ဒီလိုကြီးကျယ်တဲ့ကလပ်မှာကစားတဲ့အခါအသင်းလိုက်အနေနဲ့ဘာလုပ်ရမလဲဆိုတာသိရမယ်ပူကောင်းလာဖို့လိုနေပါတယ်ကျွန်တော်တို့အနေငယ်ကွဲပြားတဲ့ကစားကွက်ကိုကစားနေရပေမဲ့အရင်တော့ကလည်းဒီစနစ်မှာကစားခဲ့ဘူးပါတယ်လှုပ်ရှားတယ်အများကြီးပါကျွန်တော်တို့နေရာတိုင်းမှာပူကောင်းအောင်သာလှုပ်ဆောင်ရပါမယ်လို့ပြောကြားသွားခဲ့ပါတယ်အဆုံးနေနောက်ထောင်ပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်